ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တို့ကျွန်တော်မြင်အစီအစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ဒီစနေတနင်္ဂနွေကတော့ထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်စိတ်ထဲပေါ်တဲ့အကြောင်းအရာတွေကိုအာကျွန်တော်ပြောပြတယ်အာပြောရင်ကျွန်တော်တိတလောက်ပေါ့နော်ကျွန်တော်မြင်တလောက်ကျွန်တော်အတွေးနဲ့ကျွန်တော်အမြင်ပေါင်းဆက်ပြီးတော့အာဒါကျွန်တော်ဟိုပြောတာပေါ့နော်အဲ့တော့ဟိုဒီနေ့လေကျွန်တော်ဘာပြောခြင်းလဲဆိုတော့ ဒါကွန်မန့်မှာလည်းဟိုတစ်ပတ်ကကျွန်တော်ရဲ့ဒီ channel ကွန်မန့်မှာအာမဘာသာနဲ့ပေါ့နော်ဒီစစ်တပ်နိုင်ငံအကြောင်းကိုဗီဒီယိုလေးလုပ်ပေးဖို့ဆိုပြီးတော့ပြောထားရလဲတွေ့တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော် grand လည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောခြင်းတယ်ဒါကြောင့်မို့ဒီဘက်မှာတော့ဒါကျွန်တော်မဘာသာပေါ့နော်မဘာသာအကြောင်းကိုအာကျွန်တော်ကျွန်တော်ရဲ့စိတ်ကူးကျွန်တော်ရဲ့အတွေ့ကျွန်တော်မြင်တဲ့ပုံစံနဲ့ကျွန်တော်ပြောမှာဖြစ်ပါတယ်အဲ့တော့အာ ပထမဆုံးပြောရမယ်ဆိုရင်တော့မဘာသာအကြောင်းကိုပြောမယ်ဆိုရင်တော့ဘာသာတရားကဆက်ဆက်လာပြီပေါ့နော်ဘာသာတရားကဆက်ဆက်လာပြီကျွန်တော်ကိုယ်တိုင်ဗုဒ္ဓဘာသာကိုးွယ်တဲ့သူတူဦးပါဒါကျွန်တော်ဖရာတရားတန်ကမိဘစိတ်ရာပေါ့နော်ကျွန်တော်ယုံကြည်ပါတယ်ယန္တာသုံးပါးကိုကိုးွယ်စည်းကပ်ပါတယ်ဒါပေမဲ့အစွန်းရောက်ဘာသာရေးကိုယုံကြည်တဲ့သူတူဦးတော့မဟုတ်ပါဘူးအစွန်းရောက်တဲ့ယုံကြည်ကိုးွယ်မှုတွေကိုတော့ကျွန်တော်ကလှုပ်လေးလှုပ်ထားမရှိဘူး ကျွန်တော်ရင်ထဲမှာအများရန်ဟိုဖျားရှိတယ်တရားရှိတယ်တန်ခါရှိပါတယ်အဲ့တော့ဟိုကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ဟိုတော့ဟိုကျွန်တော်တို့အခုခေတ်ရဲ့ဘာသာတရားပေါ်ကြည့်ပြီးတော့ကျွန်တော်တို့ဖတ်ရတဲ့စာရိဘာသာတရားနဲ့ပတ်သက်တဲ့စာရိတချို့စာရိဖတ်ရတယ်အဲတချို့စာရိဟိုဖြစ်တဲ့အချိန်မှာဘာသာတရားနဲ့ပတ်သက် ပြီးတော့အာတချို့ယုံကြည်ကိုယ်ွယ်လွန်ခဲ့တာတွေကိုလည်းတွေ့ဟိုပါဘောနော်ကိုယ့်ကိုပြန်ပြီးတော့တွေးမိကြရည်လည်းရှိတယ်တချို့ဟာတွေကလည်းဘောနော် ဟိုကြည့်ရမယ်ဆိုတော်တော်အဆင်မပြေတဲ့ဥစ္စာရှိတယ်ခစ်နယ်လျော်ညီလာခစ်ကတိုးတက်လာတယ်မြတ်ဘာသာတရားလည်းတဖြည်းဖြည်းနဲ့ပျက်စီးလာတာတွေလည်းကျွန်တော်တွေ့အဲ့လိုဘာသာတရားကပျက်စီးလာတဲ့အချိန်မှာပဲအာလာရှင်တွေဟာသူတို့ရဲ့နိုင်ငံရေးကိုလူတွေရဲ့စိတ်ထဲမှာဟိုလက်ခံယုံကြည်ကြတဲ့အရာတွေနဲ့ပူးတက်ပြီးတော့နိုင်ငံရေးကိုကစားလေးရှိပါတယ်ကျွန်တော်နိုင်ငံမှာဘာသာရေးလူမျိုးရေးပြိပခါပေါင်းများစွာဖြစ်ခဲ့ပါတ ဘာသာရေးကိုအသုံးချပြီးအာဏာရှင်တွေကသူတို့နိုင်ငံရေးကိုအာဘောနော်လှုပ်လှရှိသလိုဘာသာရေးကိုဖိနှိပ်ပြီးတော့လဲအာသူတို့ကလှုပ်လှရှိတယ်သူတို့ကသူတို့ရဲ့လိုအပ်ချက်တွေကိုလှုပ်တဲ့အခါမှာဘာသာတရားကိုအရန်ယုံကြည်ကိုးကွယ်သူတွေဖြစ်မွန်းတင်တယ်ဘာသာတရားကိုစောက်ရှောက်တဲ့သူတွေဖြစ်ပုံဖော်လေးရှိတယ်အာသူတို့တွေမဟုတ်ဘူးဗောနော်သူတို့ရဲ့စစ်တပ်ကအစဘာသာတရားကိုကိုးယုံကြည်ကိုးကွယ်တဲ့သူတွေဘာသာတရားကိုစောက်ရှောက်တဲ့သူတွေဖြစ်အရန်ဟောပြဒါပေမဲ့အဲ့ဘာသာတရားကသူတို့အပေါ် ထိခိုက်လာပြီဆိုရင်တော့ဘာသာတရားကိုလည်းနှိပ်ကွတ်တယ်ရဟန်းတန်ဃာတွေကိုလည်းနှိပ်ဆက်တယ်ဖန်စီတယ်တက်ဖြတ်တယ်ဒီလိုအခြေအနေပေါင်းများစွာဟိုကျွန်တော်တို့ကြုံခဲ့ဟိုပါတော့ဒီကာလတွေတောက်လျှောက်မှာကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့အားလုံးသိတဲ့အတိုင်းကျွန်တော်တို့နိုင်ငံမှာမာဘာတာဆိုတဲ့အဖွဲ့အစည်းက2012ဝင်းကျင်လောက်မှာပေါ့နော်ဒီမာဘာတာဆိုတဲ့အဖွဲ့အစည်းပေါ်လာတယ် အာဒီမှာအဓိကတော့669ဆိုပြီးတော့ဗောနနံပါတ်က669နဲ့အာကျွန်တော်တို့ဘာသာရေးဆိုင်ရာလှုပ်ရှားမှုတွေကျင်ပြန့်လာတာအားလုံးလည်းသိပါတယ်အဲ့တော့အာနာရှင်တွေဟာဟောတော့ဟိုဘာသာရေးကိုလူမျိုးရေးကိုအအသုံးချတဲ့နေရာမှာသူတို့ဟာအကာလာချေကျော်အတိဆောက်တယ်အဒီဥစ္စာတခုကိုသူတို့ဟလာတွေးခွဲတယ်ဟိုဟာသူတို့ကိုထောက်ခံသူတွေ ဒီဘာသာရေးကနေပြီးတော့သူတို့ထောက်ခံသူတွေများလာအောင်သူတို့ကိုမလှန်ရေးအောင်နှီးပေါင်းစုံနဲ့အာသူတို့အနေနဲ့ဒီလှုပ်လှုပ်ခဲ့တာတွေကိုကျွန်တော်တို့ဒီမဘာသာပေါ်လာပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးကိုထင်ထင်ရှားရှားကိုတွေ့ရတယ်ဗောနော်အဲ့တော့အဲ့တော့မဘာသာကြောင့်ပြောမယ်ဆိုရင်တော့မဘာသာဘလူပေါ်ပေါက်လာလဲဆိုတဲ့အကြောင်းကိုအနည်းငယ်လေးပြောဖို့လိုမယ်ဗောနော်အဲ့တော့ကျွန်တော်ခုနပြောဆို2012ဝင်းကျင်လောက်မှာကျွန်တော်နိုင်ငံမှာ969ဆိုတဲ့ ဘာသာရေးဆိုင်ရာလှုပ်ရှားမှုတွေကျေပြန့်လာတဲ့ရန်ကုန်နဲ့မန္တလေးမြို့တွေမှာကျွန်တော်တို့တန်ခါရတွေတန်ခါတချို့ဥဆောင်ပြီးမဘာသာပဟုနဲ့မဘာသာအော်ဘာလို့အာအထက်မြမပြီးအဖွဲ့ကြီးဖွဲ့စည်းပြီးမြို့နယ်လိုက်မဘာသာဖွဲ့စည်းတွေလည်းပေါ်ပေါက်ခဲ့တယ်မဘာသာဖွဲ့ကြီးဖွဲ့စည်းပြီးနောက်အဖွဲ့အဓိကလှုပ်ရှားလာကမျိုးသောဥပဒေဆိုပြီးတော့မျိုးသောဥပဒေပေါ်ပေါက်လာရေးဆိုပြီးတော့ဟောဖြစ်တယ်ပြီးတော့မျိုးသောဥပဒေပေါ်ပေါက်လာရေးအတွက်စီယုံဟောပြောပွဲတွေပြည်သူလူထုရဲ့လက်မှတ်ကောက်ခံပွဲတွေလည်းလုပ်တာတွေရှိတယ် ဒီဖွဲ့ကြီးမှာအထင်ကြီးကခေါင်းဆောင်ဟိုလိုပြောပါဆိုရင်မန္တလေးမစိုးရင်တိုက်ကဝီတဲ့သူလို့ပေါ့နော်ဦးဝီလဲသူဆိုရင်မျိုးသားဥတွေပေါ်ပေါက်ရင်းနဲ့2008ဖွဲ့စည်းပုံအခြေခံလဲကအမေစုကိုပေါ့နော်ဒေါ်ဆန်းသူကြီးကိုတမရမဖြစ်အောင်တားမြစ်ထားပုံမှန်56ဆလုံးဆက်ရှိဆက်ပြီးရှိနေတဲ့အကြောင်းပယ်ဖြတ်ဖို့မလိုတဲ့အကြောင်းဆက်ဆက်ဟောပြောတာတွေလုပ်တယ်မျိုးသားဥတွေပေါ်ပေါက်ပေါ်ပေါက်ရေးပုံမှန်56ဆလုံးထောက်ခံရေးတွေတွဲပြီးတော့ဟောပြောစည်းရုံးတွေလုပ်တဲ့အခါပြည်သူတွေကြားထဲမှာ ီဖွဲ့စည်းကြီးကနိုင်ငံရေးဥတီချက်တစုံတရာနဲ့လှုပ်ရှားနေတာလားနောက်ွယ်မှာကူညီပံ့ပိုးသူတွေရှိနေလားဆိုပြီးတော့တွေးတောစရာတွေအများကြီးကိုဖြစ်ခဲ့ပါတယ်ဒါပေမဲ့မဘာသာဆရာတော်တွေကတော့ဟလာအဲသူတို့လှုပ်ရှားနေတာအမျိုးဘာသာသာသနာအတွက်ပဲဖြစ်ပြီးတော့နိုင်ငံရေးနဲ့မပတ်သက်တဲ့အကြောင်းဆိုပြီးတော့မမပတ်သက်ပါဘူးဆိုပြီးတော့သူတို့ညင်းဆူကြတယ်ဗောနညင်းဆူကြတယ်ဒါပေမဲ့လည်းနောက်ပိုင်းမျိုးသားဥပဒေပါဝဲဥပဒေ၄ခုလောက် ပြဋ္ဌာန်းပေးဥပဒေ၄ခုပြဋ္ဌာန်းပေးပါဆိုပြီးတော့ပြည်သူလူထုစီကကောက်ခံထားတဲ့လက်မှတ်တွေနဲ့မဘာသာဥက္ကဋ္ဌကကျွန်တော်တို့ဘယ်သူလဲဆိုတော့အင်းစိန်ရွာမဆရာတော့ဘောနော်အင်းစိန်ရွာမဆရာတော့ဦးတီလောကဘီဝန္တကဒီဘောနော်တိန့်စိန်တမရလက်ထက်မှာတင်ပြတယ်အာအရင်ဆိုရအစစ်ဆက်နဲ့ဒီအစစ်ဆိုရအဆက်ဆက်ကိုဆက်ခံတဲ့ဟလာဒီဘောနော်တိန့်စိန်တို့ကတော့ဒီနိုင်ငံတော်တန်ခတ်မဟာနာကအဖွဲ့ကလည်းဘန်တန်က အဖွဲ့အစည်းတို့မှာအတိမပြုခဲ့တာမျိုးတော့မရှိခဲ့ဘူးလို့တော့ဒါကျွန်တော်တို့အဲ့အချိန်ကာလတွေကသိရတယ်ပေါ့နော်အဲ့တော့ဒီတန်ကားလေးရဲ့စီးမြင်အရာဆိုရင်လေမဘာသာအဖွဲ့ဆိုတာတရံဝင်အဖွဲ့အစည်းတည်းရမဖြစ်သေးပါဘူးအခုချိန်ထိအခုချိန်ထိမဖြစ်သေးပါဘူးအဲ့တော့ဒီမျိုးသောဥပဒေတို့ဒီဥပဒေလေးလေးခုလုံးကိုသူတို့အနေနဲ့ဟောတော့ဒီသမရဦးသိန်းစိန်ကြီးပြဋ္ဌာန်းပေးဆိုတဲ့စာကိုနောက်ဆုံးအတုံးကလွှတ်တော်နာရီကဖြစ်တဲ့သူကဥရွှေမန်းစီတော်မှာ အာလွှဲလွှဲဒီဥသိမ်းဆိုင်ရာနေလွှဲအပ်ပေးခဲ့တယ်ပေါ့နော်အဲ့တော့ဒီထက်ပိုပြီးတော့အန်အောဘူကောင်းတာလည်းရှိတယ်နော်အာဥရှင်မန်းကဒီဥသိမ်းဆိုင်စီကနေပြီးရောက်လာတဲ့အာဒီဥစ္စာကိုအာပြဋ္ဌာန်းဖို့တောင်းဆိုချက်ကိုပြဋ္ဌာန်းဖို့တင့်မတင့်ဆိုတော့အာပေါ့နော်တောင်းဆိုတာလေးခုတည်းကနေဘေဟာကတော့ပြဋ္ဌာန်းတင်တယ်ဘေဟာကတော့မပြဋ္ဌာန်းတင်ဘူးဘောလားစသဖြင့်လွတ်တော်တင်ဆွေးနွေးတာလုံးဝမလုပ်ပဲနဲ့အဥပဒေ၄ခုလုံးကိုဥပဒေကြမ်းရေးဆွဲဖို့အစိုးရဘက်ကိုပြန်လဲ အာလွှဲပေးခဲ့တယ်ဆိုပြီးတော့အဲကျွန်တော်ကတော့သိရတယ်ဗောနော်ဒါတော်တော်များများလေးဒီရဲ့သမိုင်းအကြောင်းကိုတော့သိမှာပါကျွန်တော်ကဒီဥစ္စာကိုပြောချင်တာဖြစ်တဲ့အတွက်ဒီရဲ့သမိုင်းအကြောင်းလေးကိုတော့နည်းနည်းလေးအစချီပြီးတော့ပြောနေရတယ်ဖြစ်ပါတယ်အော်ပြောရရင်ဒီနေ့အချိန်ထိအာဗောနော်အတီဖြစ်နေစေတန်ခါတန်ခါဒီမှာစီးမြင့်ရှိတယ်ဟလာကျွန်တော်နိုင်ငံမှာတန်နိုင်ဝင်ကြီးဌာနရှိတယ်အဲဥမာမှာတန်ခါနာကအဖွဲ့ကြီးရှိတယ်မြို့နယ်လိုက်လဲတန်ခါနာကအဖွဲ့ကြီးရှိတယ်အာဒီမှာသူတို့မှာစီးမြင့်စည်းကမ်းတွေရှိတယ်ဒီစီးမြင့်တွေအရဗောနော်တရားဝင်မဖြစ်သေးတဲ့ဗောနော်ဟို မဖသာအဖွဲ့ကြီးကိုနော်တမရဒီအဲတော့တိမ့်စိန်ပေါ့နော်တိမ့်စိန်နဲ့ဘောနော်ရွှေမန်းတို့နှစ်ယောက်ကအတိမတ်ပြုတ်ရောမကပဲနဲ့ဒီဥရေလေးခုပြထမ်းဖို့တော့မှဘောနော်မဆိုင်မတော့သဘောတူပေးလိုက်တယ်ဆိုတဲ့အကြောင်းအရာကြီးဖြစ်ပေါ်လာတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒါအစပြိုးပြီဒါအစပြိုးပြီဒါအစပြိုးနေပြီသူတို့အနေနဲ့မဖသာကိုအာတမင်ပေါ်တေချာသူဟာဗျကျွန်တော်အဲတော့စဉ်းစားမိတာ သူတို့အနေနဲ့ပေါ့တော့ဒီမသားဖွဲ့စည်းကိုဘာကြောင့်အချင်းမှာအရှင်ကောင်းလို့လဲတေးကြတဲ့နောက်ရွေးကောက်ပွဲမှာသူတို့ရှုံးမှာတင်ကျင်းတည်တယ်နောက်ရွေးကောက်ပွဲမှာရှုံးမှာတည်တယ်အဲ့တော့ဒီဥစ္စာကိုပြောပြောရမယ်ဆိုရင်တော့တန်ကားတွေဂျားထဲမှာလည်းပေါ့တော့ဟိုခိုင်းကနာကွဲနေအောင်နောက်ပြီးတော့ဒီနောက်တက်လာမဲ့အစိုးရကိုလည်းဟိုဖြစ်ခဲ့အောင်ဆိုတော့ပေါ့တော့စစ်တပ်ကလှုပ်ခဲ့တဲ့ပေါ်တော့ဟိုပရိပခတွေရဲ့အစပါလေဒီအဖွဲ့စည်းကိုဒီလိုလုတ်ပေးခဲ့တာလေဒါပရိပခတွေကိုအစပြိုးပေးခဲ့တာလို့ကျွန်တော်တို့ပြောလို့ရတယ်เนาะအဲ့ဟိုပြောရမယ်ဆိုရင် ဟလာဟိုဒီမဘသားကဟလာဟိုဒီတန်ဃာတော်တွေကဘောတော့ဒီတာနာတန်ရှင်းအောင်ဘာဖြစ်အောင်ညာဖြစ်အောင်ဆိုတော့ဟုတ်လားဟိုအကြောင်းပြချက်ဒီနဲ့ဒါအတုံးကတာသနာရေးဝင်ကြီးဦးဆန်းစင်ကိုယ်တိုင်ပေါ့နော်ဦးဆန်းစင်ကိုယ်တိုင်ဟလာဟိုသူကဟိုဟိုဒီဒီအဖွဲ့ကြီးကတာဝန်ထမ်းဆောင်နေရဆိုပြီးတော့တော့မှထုတ်ပေါ်ပြောဆိုခဲ့တာလေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုနည်းနဲ့ဟိုတော့ဟိုနှစ်ပေါင်းများစွာတွင်ပေါ့နော်ဒီနှစ်ပေါင်းများစွာတွင်မဟာနာယကအဲ ဆရာတော်ကြီးတွေကဘာဘာသာဖွဲ့နှစ်ပေါင်းများပထမဆုံးဦးဆုံးအကျင့်ဖြစ်တန်ဃာတွေဆောင်ရွက်တဲ့တီးကြလွတ်လပ်တဲ့ဘာသာရေးဖွဲ့သည်ဖြစ်လက်ခံလိုက်တဲ့ဟောတော့တဘောတော်မှာကျွန်တော်တို့အတုံးကစပြီးတော့တွေ့ခဲ့ရတယ်ဗောနော်အဲ့တော့ဒီဥစ္စာတွေပြောရမယ်ဆိုရင်တော့ဘာဘာသာရဲ့လှုပ်ရှားမှုတွေကဒီနောက်ပိုင်းမှာတော်တော်လေးကိုလည်းခြေပြန့်တယ်အာသူတို့အနေနဲ့ဒီနောက်ွယ်ရနေပြီးတော့ဒီအာနာရှင်လက်အာနာရှင်တွေနဲ့ဟိုဟာတွေကသူတို့ကိုအပြည့်အဝ နောက်ကွယ်ကပံပိုးကူညီပေးနေရလို့တောင်ကျွန်တော်ယူဆရတယ်ဒီမဘာသားနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေအများကြီးပေါ်ပေါက်လာတယ်ရက်ွက်တွေထဲမှာဟလာဒီကျန်းခိုင်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေအချို့မျိုးချစ်လို့လို့မျိုးညစ်လို့လို့ကောင်းနေထပ်ပြီးတော့ပေါ်လာတယ်ပြောရမယ်ဆိုမဘာသားဟာ2000ခုရွှေဝါရောင်တော်လှန်ရေးပြီးတဲ့အချိန်မှာပေါ့နော်2000ခုရွှေဝါရောင်တော်လှန်ရေးပြီးတဲ့အချိန်မှာဟလာအာကျွန်တော်တို့ဟိုပြောရမယ်ဆိုရင်ဒီစစ်တပ်ကဟိုပေါ့နော်ဒီ ဟိုလူလူထောက်ခံမှုကတိတိတတကိုကြာဆင်းသွားဘာလို့လဲဆိုတော့အဲ့တော့ကတန်ခါတော်တွေအများကြီးကိုဟာလာစစ်တပ်ကတတ်တယ်ဖြတ်တယ်ဟာလာပြစ်တတ်တယ်ဟာနောက်ပြီးတော့ကျွန်တော်တို့တခြားဟိုဘာလို့ထောင်းနေချတယ်တချို့တွေဆိုနိုင်ငံတွင်းကနေထွက်ပြေးရတဲ့တန်ခါတော်တွေရှိတယ်တချို့ရွှေဝါ2000ကိုရွှေဝါတော်လန်အရေးခင်းမှာဘာလို့ပါဝင်ခဲ့တဲ့တချို့ဆရာတွေရဲ့စာအုပ်တွေကိုဖတ်ရင်တို့အဲ့တော့ဘလို့ခက်ခဲတွေဘလို့ပုံစံတွေချားရတဲ့နေပြီးတော့ဒီစစ်အစိုးရနဲ့ ဟိုဟာတွေဘလို့ဖြစ်ခဲ့လဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်အများကြီးတွေ့ရမှာပါပြောရမယ်ဆိုဒီမဘာသာပေါ်ပေါက်လာပေါ်ပေါက်လာတာဟာအာနာရှင်တွေဟာသူတို့ကိုဖုံးကြီးတွေအနေနဲ့အာဘောနော်ဒီလိုဥဆောင်ကန့်ကွက်မှုတွေထပ်လုပ်နေမှာဆိုရင်ဒီပြောရမယ်ဆိုသူတို့အတွက်ဒါကြီးကအတားဆီးကြီးတစ်ခုလိုမျိုးဖြစ်နေတယ်ဒါကြောင့်မလို့လဲဘောနော်ဒီဖုံးကြီးအတိုင်းဝိုင်းကြားထဲမှာရဟန်းတန်ကအတိုင်းဝိုင်းကြားထဲမှာခိုင်းခဏနှစ်ခုကွဲအောင်လှုပ်လိုက်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘောနော်ပြောလို့ရတယ်ဒါကြောင့်မလို့ပြောရမယ်ဆိုဝီရသူတို့လို့တစ်ဖက်ပိတ် မျိုးချစ်လို့လို့မျိုးညင့်လို့လို့ဘုန်းကြီးတွေကိုဟောတော့စိန်ပေါ်တင်ပေးလိုက်ပြီးတော့အာလုတ်ခဲ့တာကပြောမယ်ဆိုဘုန်းကြီးတွေကြားထဲမှာအခုချိန်မှာနှစ်ပိုင်းသုံးပိုင်းတွေ꽌ပြီးတော့အာမြန်မာနိုင်ငံရဲ့တာသနာဟာလည်းပြောရမယ်ဆိုရုတ်ရော့စေခဲ့တာကိုကျွန်တော်တို့ထင်ထင်ရှားရှားကိုမြင်တွေ့နေရတယ်ပေါ့နော်အဲ့တော့အာဒီမဘာသာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုခုနကတော့ဒါကျွန်တော်ဟောတော့ဟိုဒါဖြစ်ပေါ်လာတဲ့တမိုင်းချောင်းလေးကိုအာကျွန်တော်အနေနဲ့ပြောခဲ့တာပါအဲ့တော့ ဒီဥစ္စာရဖြစ်ပေါ်လာပြီဒါကြီးရောဖြစ်လာပြီပြောမယ်ဆိုအာနာရှင်ကအခုအချိန်မှာအရန်တည်တာတကူကဒီမဘာသာဖွဲ့စည်းရေးက2012ကနေပြီးတော့2020ကြားထဲမှာတအားအားကောင်းခဲ့တယ်။နောက်ပြီးတော့အမှဆိုရင်ဒါဟိုပါဘောနော်တီတကူတို့နောက်ပြီးတော့ဟိုဥစေကေတို့ဒီလိုဖုန်ကြီးတွေကအစဒါဟိုဟလာဟိုထောက်ပံ့ကြတယ်၊ကူညီကြတယ်။ကျွန်တော်တို့ဒီငလျင်ဘေးမှာဆိုရင်ဟလာဥစေကေကိုယ်တိုင်လူတက်တများတက်ရဟန်းတန်ကလည်းမညီတဲ့ အကျင့်တွေကိုလုံနေတဲ့ဒီယဟန်အတုတွေဖြစ်တဲ့ပေါ့တို့တော်မှာအဲ့ဒါတင်းတရားတွေပါပေးပြီးတော့ဟိုလုတ်ခဲ့တာတွေကိုကျွန်တော်တို့မြတ်ဝါထင်ထင်တွေ့လိုက်ရသေးတာပဲအဲ့တော့ကျွန်တော် ပြောချင်တာကဘောတော့ဒီမဘာသာပေါ်လာခြင်းဟာကျွန်တော်တို့နိုင်ငံမှာဘောတော့ပြောရမယ်ဆိုကျွန်တော်တို့လိုလူငယ်တွေအနောက်ပြီးတော့ဘာသာတရားကိုဘောတော့အာဘာသာတရားပေါ်မှာအမြဲတမ်းဘောတော့ဟိုကိုယ့်ရဲ့ယုံကြည်ကိုးကွယ်မှုတွေအာလေးလာစမ်းစစ်နေတဲ့သူတွေအတွက်ကတော့တော်တော်လေးကိုတာသနာပေါ် ဟိုပေါ့နော်တာသနာဆိုတာထက်ဒီတာသနာကိုစောက်ရှောက်နေတဲ့ကျွန်တော်တို့အာဟိုပေါ့နော်ဘာသာရေးတကားနဲ့ပြောရမယ်ဆိုဖရားရဲ့တားတော်ပေါ့နော်ဖရားရဲ့တားတော်တွေကိုနိုင်ကတလွဲလုံးနေတဲ့အဖြစ်ပြက်တွေတချို့ဥစ္စာတွေကိုလည်းပို့ပြီးတော့ဟိုပေါ့ထင်ထင်ရှားရှားကိုမြင်လာရပြီးတော့ဒီပေါ်မှာတန်တရားစိတ်တွေနဲ့ဖြစ်လာတာတွေကိုလည်းကျွန်တော်တို့ထင်ထင်ရှားရှားကိုတွေ့လာရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့အာနာမသိရင်စက်ကြားတွေမှာလည်းဒီမဘာသာနဲ့ပတ်သက်ပြီးတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ကော ဟုတ်လားစစ်တပ်ကနေပြီးတော့အမျိုးမျိုးအထွေထွေလှုပ်ဆောင်ခဲ့တဲ့ဖြစ်ရပ်တွေရှိတယ်ကျွန်တော်ဆိုရင်အနည်းသက်ဆုံးပြောရမယ်ဆိုနောက်ဆုံးဟိုဘောတော့ဒီမှာ YMBA လို့အသင်းတွေကိုအာဒါမင်းအောင်လိုင်းလို့ဆိုအရန်ပူးတယ်အနောက်ပြီးတော့သူတို့တွေရဲ့လှုပ်ရှားမှုတွေမှာဥမာဟိုဘောတော့တခြားသောအာနာရှင်ရဲ့အတိုင်းဝိုင်းကသူတွေကအမြဲလိုက်ပါကတ်ပြီးတော့ဒီဖွဲ့တွေကိုဟိုထောက်ပံ့ပေးတယ်အာလူတွေကြားထဲမှာဟိုဘောတော့ဓာရီကိုမဟုတ်တာတွေကိုဟိုဘောတော့ပြန်ပွားလာဖို့အတွက် ဘောတော့နောက်ပြီးတော့သူတို့ရဲ့လက်ကင်ထုတ်တွေအဖြစ်ဖြစ်ပေါ်လာရေးကိုစစ်တပ်ကလည်းဒီကြားထဲမှာဒီဇိုင်းမမှတ်ကိုကြိုးစားခဲ့တာဒါကြောင့်မလို့သူတို့အာနာရှင်အခု2021အာနာသိမ်းလိုက်တဲ့အချိန်မှာရဟန်းတန်ဃာတွေရဲ့ဘောတော့ပါဝင်မှုဟာဘောတော့တော်တော်လေးကိုနဲခဲ့တာလို့ကျွန်တော်တို့ပြောလို့ရမှာရဟန်းတန်ဃာရဲ့မပါဘူးလို့မပြောဘူးတော့တော်လိုင်းဘက်မှာရက်တည်ပြီးတော့ဟိုပြည်သူလူထုနဲ့အခုချိန်ထိတောတဲ့တောင်တဲတွေမှာဘောတော့လှုပ်ရှားနေတဲ့ပြည်သူလူထုနဲ့အတူတူရက်တည်နေတဲ့သူတွေ တော်လှန်ရေးအတွက်လှုပ်ရှားနေတဲ့သူတွေကျွန်တော်တို့အများကြီးရှိတယ်ရဟန်းတန်ကားတွေဒါပေမဲ့ကျွန်တော်တို့နိုင်ငံရဲ့ဟိုပါဘောနော်တန်ကားအင်အားနဲ့တွက်မယ်ဆိုရင်တော့တော်တော်လေးကိုနှဲပါတယ်ပါစန်နေတီတော်တော်လေးနှဲပါတဲ့အခြေအနေတစ်ခုကိုရောက်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့စစ်တပ်ဒီဒီမဘာသာပေါ်ပေါက်လာရေးနောက်ပြီးတော့ဟိုပါဘောနော်ဒီအဓိကတော့မဘာသာကိုပေါ်ပေါက်လာရေးဆိုတဲ့နေရာမှာစစ်တပ်နဲ့ကြန့်ခိုင်ရေးလို့ကျွန်တော်တို့ပြောလို့ရတယ်စစ်တပ်နဲ့ကြန့်ခိုင်ရေးကဒါကိုဥတီပေးခဲ့တာဗောနော်ဥတီပေးခဲ့တာနောက်ပြီးတော့ဒီ ိုဘောတော့ဆရာတကာစီမံချက်ဆိုတာစက်တက်မှာရှိတယ်ဆရာတကာစီမံချက်ဆိုတာရှိတယ်အဲဆရာတကာစီမံချက်အတွက်ဆိုရင်ဟိုဘောတော့ကျွန်တော်လီလာဘတ်တို့ဘာတို့မှာဆိုအမြဲတမ်းပဲဖုန်းကြီးကြောင်းတွေဘယ်လောက်ထောက်ပံ့ရပါလဲဘယ်လောက်လှူဒန်းနိုင်ပါလဲဘာတွေလုပ်နိုင်ပါဆိုတဲ့အဥ္စာမျိုးတွေကိုကျွန်တော်တို့တင်ပြရတာရှိတယ်တချို့နေရာမှာဆိုဒီအာစာသင်တိုက်ကြီးတွေတချို့တော့ရဟန်းတန်ကအများစုရှိတဲ့နေရာတွေဆိုရင်စစ်တပ်တွေအများတည်းစီယုံကြီးလုပ်တယ်အဓိကတော့အက်ကဆရာတော်ကြီးတွေကိုချီးကပ်ပြီးတော့ဘောတော့ အာသူတို့အနေနဲ့စီယုံမှုတွေလုပ်တယ်။နောက်ပြီးတော့သူတို့ကနေတဆင့်ကြံခိုင်ရေလို့ဖွဲ့စည်းတွေကထပ်ပြီးတော့စီယုံနေ။ပြီးတော့အဲ့လိုဝီဝီရသူတို့လို့ပေါ့နော်။ဝီရသူတို့လို့လူတွေကိုအတုံးချပြီးတော့အာသူတို့အနေနဲ့စီယုံမှုတွေလုပ်ခိုင်းနေ။အာဒီကနေတဆင့်တကယ်တမ်းဖြစ်လဲဖြစ်လာတော့ဒီဟန်တန်ကဒူဟာပြည်သူလူထုဘက်ကနေမမမမမရက်တည်နိုင်ပဲနဲ့။ဃာရုနိုင်ငံမှာဒီမိုကရေစီရလာတာဟာအမျိုးဘာသာတာသနာအတွက်ကြည့်မယ်ဆိုမကောင်းတဲ့အလားအလာဖြစ်တယ်ဆိုတော့စိတ်ကြီးတစ်ခုဝင်သွားအောင်သူတို့ဟာ လှုပ်ဝက်လှုပ်ဝက်ပြီးပဲဖြစ်တယ်ပေါ်တင်ပဲဖြစ်တယ်စီးယုံမှုတွေတချို့ဟာတွေလှုပ်ခဲ့တာတွေကိုကျွန်တော်တို့အများကြီးတွေ့ရတယ်အော်တချို့ကျွန်တော်တို့နိုင်ငံမှာဖြစ်ပျက်နေတာအများကြီးရှိတယ်ကျွန်တော်အခုပြောနေတဲ့ topic အာပြောရမယ်ဆို sensitive ဖြစ်စရာတွေအများကြီးပါပါတယ်ကျွန်တော်အမြင်ကျွန်တော်အတွေးပဲပြောတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီကျွန်တော်အတွေးကျွန်တော်အမြင်ပေါ်မှာမတူတာတွေဖြစ်ပေါ်လာရင်တချို့ဟိုတော့အာဒါမင်းကတော့ဒါကြီးကတစ်ဖက်တည်းကြီးရောက်နေပြီဘာညာလို့ပြောရလဲကျွန်တော်ကိတ်ခွေးမဆိုင်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်စိတ်ထဲမှာပေါ်လာတာကိုပဲကျွန်တော်ပြောမှာဖြစ်ပါအဲ့လိုမျိုးကျွန်တော်ကပြောရမယ်ဆိုဒီမဘာသာဆိုတဲ့အဖွဲ့ဟာ ကျွန်တော်နိုင်ငံရဲ့ဘောနော်ဟာလူလူတွေအများကြီးကိုးကွယ်တယ်ဗုဒ္ဓဘာသာဝင်အများစုရှိတယ်ဆိုတဲ့နိုင်ငံမှာဗုဒ္ဓဘာသာကိုယုံကြည်လက်ခံပြီးတော့ကိုးကွယ်ပြီးတော့ဘောနော်ဟိုဟာဖြစ်လာအောင်နဲအောင်တဖြည်းဖြည်းလှုပ်လာတာလို့ကျွန်တော်ကတော့ဟိုနည်းနည်းလေးပြောချင်သေးတယ်အဲ့တော့မဘာသာဟာကျွန်တော်နိုင်ငံအတွက်ပြောရမယ်ဆိုရင်ဟိုမရှိတဲ့အဖွဲ့အစည်းတစ်ခုထဲမှာမဘာသာပါတယ်မဘာသာပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေဟာအခုဆိုကြည့်ဒီမဘာသာအဖွဲ့ဝင်တွေဖြစ်တဲ့ဘုန်းကြီးတွေဟာအခုချိန်မှာ ဒါတခြားမကြည့်နဲ့လေဟိုမင်းရောက်လိုက်နဲ့အာတီတကူနဲ့ဟိုတွေ့တဲ့အချိန်မှာဗီဒီယိုပေါက်ကြလာရှေဘာလုပ်မလဲနောက်မှာတန်ကသူ့တိမ့်တဲ့ချီပြီးရှိတယ်ဆိုပြီးတော့ပြောခဲ့တဲ့ဗီဒီယိုတော့မှအားလုံးတွေ့ပါလိမ့်အခုနောက်ပိုင်းဆိုရင်ဒီမဘာသားတွေဟာဘောတော့တချို့ကြီးရွာတွေနယ်တွေမှာပြူစောထီးတွေအဖြစ်ဘောတော့အသွင်ပြောင်းပြီးတော့ဘောတော့လက်နက်တွေတက်ဆင်ပေးပြီးတော့ဒီမှာပေါက်တို့ဝါသဝါတို့နောက်ပြီးတော့ဒီဝီရသူတို့ကိုယ်တိုင်ဘောတော့အာလိုက်လန်တွေးဆုံစီးယုံတာတွေလောက်တိုင်းရှိရနောက်ပြီးတော့အခုအွန်လိုင်းပေါ်မှာတွေတချို့ဗီဒီယိုတွေမှာ တချို့တော့ဖုန်းကြီးတွေလိုက်ပြီးတော့တွိတ်ဆုံတာတွေလုံလိုက်တာရှိတယ်ပြောရမယ်ဆိုဒါတွေကအကုန်လုံးကဆက်ဆက်နေတာအကုန်လုံးကဆက်ဆက်နေစစ်တပ်ဟာသူ့ရဲ့ဟောတော့နောက်ထပ်လက်နက်ကင်အင်အားစုတစ်ခုကိုထပ်ပြီးတော့တည်လို့ရအောင်မဘာသာကိုမွေးထုတ်ပေးခဲ့တာလို့တော့ကျွန်တော်တို့ပြောလို့ရတဲ့အခြေအနေတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့မဘာသာအနေနဲ့ဟောတော့ဒီနိုင်ငံမှာဟောတော့လူလူကြားတဲ့ဘာတွေဖြစ်အောင်ဘာတွေတိုးတက်အောင်လုပ်လဲဘာတွေဟိုဖြစ်အောင်လုပ်လဲဆိုအမြဲပြိပခါတွေဖြစ်အောင်ပဲလိုက်လံပြီးတော့ မီးမွေးနေတဲ့ပုံစံမျိုးကိုတော့ကျွန်တော်ကတော့တွေ့ရတယ်။အဲ့ဒါပူတာဘာမှမတွေ့ဘူးလူလူအကျိုးအတွက်ဘာသာတရားအကျိုးအတွက်ကတော့ကျွန်တော်ကတော့အဲ့လောက်လည်းမမြင်ဘူး။အဲ့တော့မင်းတစ်ဖက်သက်အဆုံးရောက်နေပြီလားမသိဘူး။ဟုတ်ကျွန်တော်တို့မြင်တဲ့အမြင်ရကိုအဆင်မပြေတာ။ဥပမာယဟန်တန်ကတပားကကျွန်တော်ဘောတော့ယဟန်တန်ကတပားကသူ့ဘောသူစောင့်ထင်းရမယ့်အာအရာတွေအများကြီးရှိတယ်ဘောတော့ဆောင်ထင်းရမယ့်အာအရာတွေအများကြီးရှိတယ်။ဒါတွေကိုချိုးဖောက်လို့မရတာကြီးရှိတယ်။အော်မင်းကပါတိုင်းကြောင့်ဘယ်လောက်တည်လဲဆိုကျွန်တော်လည်း စာဖတ်တဲ့ဒီမှာပါပါကျွန်တော်မှာဆိုရင်ဒီ298တွေဆိုတော့စာရှိရရဟန်းကျင့်ကိုပေါ့အဒီထက်စာဆိုကျွန်တော်တို့တော်တော်လေးဖတ်ဖြစ်တယ်အတချို့ဟာတွေကိုမတိသေးတာလည်းအများကြီးတိတယ်ဒီစာလို့ကျွန်တော်ဖတ်နေရလဲတော်တော်ကြာပြီပေါ့နော်ဟိုဟိုပြောရမယ်ဆိုသူ့ဘောသူစောင့်ထိန်ရမယ့်ဥစ္စာတွေအများကြီးရှိတယ်ဒါပေမဲ့မစောင့်ထိန်တော့ဘဲနဲ့လူလူကျင့်မှုနေတာတွေရဟန်းနေရနိုင်ငံရေးမှာပေါ့နော်နိုင်ငံရေးမှာပေါ့နော်တစ်ဖက်သက်ကြီးအစွန်းရောက်ပြီးတော့အာနာရှင်ကိုကာကွယ်ပေးနေတာတွေဟာသူတို့ကိုကိုးကွယ်နေတဲ့ သူတို့ရဲ့တကားတကားမရတွေမကြည့်ပဲနဲ့စစ်တပ်ဘက်ကိုဇုံရက်လိုက်တာဟာတော်တော်လေးကိုကျွန်တော်တို့စိတ်မကောင်းစရာအဖြစ်အပျက်တွေဖြစ်တယ်လို့ပဲကျွန်တော်ကတွေးမိရပေါ့အဲ့တော့ပြောရမယ်ဆိုရင်ဒီမဘာသားနဲ့စစ်တပ်နိုင်ငံရေးဟာကျွန်တော်တို့အာနာရှင်တွေဆက်လက်ပြီးရည်တည်နိုင်မှုအတွက်အာနာရှင်တွေဘောတော့ဟိုပြန်ပွားနိုင်မှုအတွက်အာနာရှင်တွေရဲ့အာနာဆက်ပြီးတော့ရည်တည်ရေးအတွက်ကို ပေါ့နော်ဆက်ဆက်ပြီးတော့လောက်ကင်ခဲ့တဲ့အကြောင်းအရာတစ်ခုလို့ကျွန်တော်ကတော့ယူဆတယ်အဲ့တော့စစ်တပ်ထဲမှာလည်းကျွန်တော်တို့ဒီဘာသာဘာသာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတွေရှိလဲဆိုဥပမာစစ်တပ်ထဲကိုစစ်တပ်ထဲမှာအစ္စလမ်ဘာသာဝင်ရှိလားဆိုမရှိမှရှိတယ်ဒါပေမဲ့အများကြီးမဟုတ်ကျွန်တော်ကြုံခဲ့တာဆိုကျွန်တော်တို့ကအာဒီ ဟိုဟာပေါ့တော့ဒီကျွန်တော်တက်မှာရဲဘော်တရားရှိရသူဆိုအစ္စလမ်ဘာသာဝင်ဒါပေမဲ့သူရမှတ်ပုံတင်တယ်ပါဗုဒ္ဓဘာသာဆိုပြီးပြောင်းလာလုံးဝဗုဒ္ဓဘာသာရုပ်လုံးဝမဟုတ်ဘူးတော့လုံးဝအစ္စလမ်ဘာသာဝင်အကောကတခါကြတဲ့တထဲမှာဆိုကျွန်တော်ရှိမှာတော့အအများရှိမှာတော့သူကဒီဝိပုစုတော်နာတွေဘာတွေလုံးလုံးလုံးလေးလုံးထားမရှိဒါပေမဲ့အော်သူရဲ့ဘာသာရေးလွတ်လပ်ခွင့်ကစစ်တပ်ထဲလည်းရောက်ဖို့မရှိတော့သူကပြစ်မှုတစ်ခုနဲ့ဒီစစ်တပ်ထဲကိုရောက်တယ်ရောက်တဲ့အချိန်မှာသူ့ကိုဗုဒ္ဓဘာသာဆိုပြီးတော့စစ်တပ်ထဲကိုထည့်လိုက်တယ်ထည့်ပြီးတော့သူ့ရဲ့ ဘာသာရေးလွတ်လပ်ခွင့်တစ်ခုကစစ်တပ်ထဲရောက်တဲ့အချိန်မှာလုံးဝကိုပျောက်သွားတာကိုကျွန်တော်ပြောချင်တာအဲ့တော့အစ္စလာမ်ဘာသာလူများချင်းမှာသူဝတ်ပြုစုတောင်းဝယ်မှုကိုလုပ်လို့မရဘူးသူလုပ်ချင်ရင်တခြားနေရာမှာသူကတဲလေးထဲမှာဖြစ်တခြားနေရာမှာသူကသူခိုးဝက်ပြီးတော့လုပ်ရတဲ့ပုံစံမျိုးတွေကိုကျွန်တော်အတန်းအဝါဆိုခေါင်းခေါင်းကိုညင်ရတယ်ပေါ့နော်အဲ့တော့ဟိုဘာသာရေးလွတ်လပ်ခွင့်တစ်ခုဆိုတာကပြောရမယ်ဆိုစစ်တပ်ထဲမှာလုံးဝကိုမရှိဘူးခရစ်စတန်ဘာသာဝင်စစ်တပ်ထဲမှာ no အဲသူတို့အနေနဲ့ တခါလေးကြာရင်တချို့ကျွန်တော်စက်တက်တယ်မှမြင်ဘူးတော့အဲအဲအဲကျွန်တော်နာမည်ထည့်မပြောတော့ဘူးနော်အပူမူကသူကအရန်ဘာသာရင်းနဲ့ပတ်သက်ပြီးအရန်အဆွန်ရောက်တယ်တခြားဘာသာဝင်တွေဆိုရင်ကြည့်မရတဲ့အနေအထားရှိတယ်အဲကျွန်တော်တက်ထဲမှာသူနေရတဲ့စခန်းမှာကျွန်တော်လည်းအတူတူနေရနေရတဲ့အချိန်မှာသူကဒီဘာသာဟိုကဘာလို့ခရစ်ယာန်ဘာသာဝင်ရဲဘော်တယောက်ကိုဟိုကတော့အတင်းကျပ်ဖျားရှက်ကူခိုင်းတဲ့ဖြစ်စဉ်မျိုးကြီးရှိတယ်အဲပြောရမယ်ဆိုပြီးတော့လုံးဝဘာသာရေးရဟိုကဖြစ်လာတယ်နောက်ပြီးတော့ခရစ်ယာန်တို့အစ္စလာမ်တို့ ဆိုရင်ဟောဘောတော့ဟိုဒီစစ်တပ်ထဲမှာရောက်နေတဲ့သူတွေဆိုရင်ယာရုတက်တာတွေပါတယ်မရှိဘူး။အာပြောမယ်ဆိုဟိုဟောဘောတော့ကျွန်တော်တို့အရာရှိလောကမှာဆိုရင်တော့ Christian ဘာသာဝင် Islam ဘာသာဝင်တွေဟာအရာရှိကိုဖြစ်လာတာတွေကိုကျွန်တော်မတွေ့ဘူး။ဒါမဲ့တဦးစားနှစ်ဦးစားရှိတယ်။ကျွန်တော်စစ်တပ်ထဲကိုစဝင်မှုလို့တော့အာဘောတော့ဘိုးကြီးတယောက်စေးတက်ကဘိုးကြီးတယောက်သူက Christian ဘာသာဝင်ဒါမဲ့သူကဘုံမှုပဲတော့မဖြစ်ဘူး။သူကဘိုးကြီးဘွားနဲ့ပဲပဲနေနေရရှိတယ်။အဲသူတော်မှအခုချိန်ဒီစစ်တပ်ထဲမှာ ရှိအောင်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ပြောချင်တာကဘာလဲဆိုစစ်တပ်မှာဘာသာရေးလွတ်လပ်ခွင့်လုံးဝမမရဘူးတခြားလွတ်လပ်ခွင့်နေလဲမရဘူးဒါပေမဲ့အဲ့လိုမျိုးဘာသာခြားတွေကိုလိုအပ်ချက်အရာဆွဲထည့်တယ်အစ္စလမ်ဘာသာဝင်ကျွန်တော်တို့ဟိုဟာခရစ်စတန်ဘာသာဝင်အဒီလိုမျိုးတွေကိုဆွဲထည့်တယ်ဆွဲထည့်ပြီးတော့သူတို့တွေကိုဟိုပြောရမယ်ဆိုအတင်းအကျပ်ဘာသာကူးပြောင်းခိုင်းတာတွေတခြားဥစားအများကြီးရှိတယ်ကျွန်တော်စစ်တပ်ထဲမှာတော့ကျွန်တော်ထက်စီနီယာကြတဲ့ဘူကြီးတယောက်ပေါ့နော်သူယူထားတာကတိုင်းရင်း ဟိုပါတော့ဟိုတိုင်းရင်သူပဲထားပါတော့ကျွန်တော်ပလောင်လားပေါ်လာဘာမှမသိဘူး sorry ကျွန်တော်တိုင်းသားနာမည်ကတေချာမှတ်မိရောအဲ့ကိုကြီးရဲ့အမျိုးသမီးဆိုရင်သူကတိုင်းဟင်းသူဖြစ်တယ်အဲ့တော့သူ့အနေနဲ့ဒီတိုင်းဟင်းသူဖြစ်တယ်ဆိုတဲ့အချိန်မှာသူ့အနေနဲ့ Christian father ဝင်ဖြစ်တယ်ဒါပေမဲ့ဒီစစ်တပ်မှာလက်ထပ်ခွင့်ဆိုတာတင်ရတယ်ဒီလက်ထပ်ခွင့်ဆိုတာတင်တဲ့အချိန်မှာသူဒီ ဘာသာပြောင်းပြီးတော့ကိုလက်ထက်ခွင့်ကိုတင်ရတဲ့အနေအထားဖြစ်တယ်။ဥမာဘုန်းကြီးကြောင့်သွားပြီးတော့စွန့်ကက်လာတို့ဘာညာတို့သူဆိုနောက်ပိုင်းခရစ်ယာန်ဘာသာဝင်လုံးဝမဟုတ်တော့ဘဲနဲ့ဗုဒ္ဓဘာသာဖြစ်ကူးပြောင်းသွားတယ်။ပြောရမယ်ဆိုပြဒါကသူ့ရဲ့ဘာသာတရားပေါ်ယုံကြည်ချက်ခံယူချက်ကြောင့်ပြောင်းလဲလာတာမဟုတ်ဘဲနဲ့အတင်းအကျပ်ဖိအားပေးပြီးတော့ပြောင်းလဲလာတာဒီလိုမျိုးဥစ္စာကြီးကိုကျွန်တော်တို့ပြောရမယ်ဆိုဘာသာကြီးလွတ်လပ်ခွင့်အနေနဲ့ပြောရမယ်ဆိုလုံးဝကိုကျွန်တော်တို့အနေနဲ့ကြည်ရတာလုံးဝအဆင်မပြေဘူး။အဲ့တော့မင်းလည်းဗုဒ္ဓဘာသာဝင်ဗုဒ္ဓဘာသာဝင်တွေတိုးပွားလာတာမင်း ဟိုပါဘောနော်မပြောဘူးလားမင်းဝမ်းမတာပြီးနိုင်ဘူးလားလို့မင်းကျွန်တော်ကတော့ဝမ်းမတာပြီးနိုင်ကျွန်တော်ပုံမှန်လင်းလင်းပြောဘာသာရေးတစ်ခုကိုဥမာထားပါတော့အာခရစ်ယာန်ဘာသာဝင်ပဲဖြစ်ဖြစ်အစ္စလမ်ဘာသာဝင်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ဘာသာမဲ့ပဲဖြစ်ဖြစ်ဟိန္ဒူဘာသာဝင်ပဲဖြစ်ဘသူပဲဖြစ်ဖြစ်မိမိကိုယ်ကိုယ်ရယုံကြည်ရာဘာသာတစ်ခုကိုကိုးကွယ်တယ်ဆိုတဲ့အနေမှာဟိုတော့သူ့ရဲ့ယုံကြည်ချက်ခံယူချက်အတိုင်းတကယ်ကိုဟိုဟိုပါဘောနော်ယုံကြည်တယ်အာတကယ်ကိုလည်း ကြည်ညိုတယ်ဒီလိုမျိုးစိတ်နဲ့ကိုးကွယ်တာအကောင်းဆုံးပဲဟာဒီဘာသာပေါ်တော့ငါတကယ်ကိုယုံကြည်တယ်တကယ်ကိုဟိုဟာဖြစ်တယ်ဒါအတောင်မလို့ဒီလိုဟိုဟာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောချင်တာအဲ့တော့ဟိုပြောရမယ်ဆိုအတင်းအကျပ်ဘာသာကူးပြောင်းခိုင်းတာတွေနောက်ပြီးတော့စီယုံအဲ့လိုမျိုးစီယုံမှုတွေဟာကျွန်တော်တို့အမြင်မှာတော့လုံးဝကိုအဆင်မပြေဘူးဘယ်ဘာသာဝင်ပဲဖြစ်ပါစေဘလူပဲဟိုဟာဖြစ်ပါစေမဘာသာပေါ့နော်မဘာသာတအားဆန်နေလုံးဝကိုအဆင်မပြေတော့အဲ့တော့မဘာသာဆိုတဲ့နေရာမှာဘာသာရေးချီတယ်လူမျိုးရေးချီတယ် အော်သူတို့ကတော့သူတို့ကိုယ်သူတို့မျိုးချစ်လို့တော့ပြောတာဘာကိုမျိုးချစ်နေလဲတော့မသိဘူးအဲမျိုးချစ်တွေကပဲကျွန်တော်တို့ရဲ့နိုင်ငံမှာဖြစ်လာပြီဆိုရင်ဟောတော့အမားဘက်ကနေရက်လူတွေတက်ဓမြတွေတိုက်ခိုးဆိုးလူနိုင်ပြီးတော့ဖြစ်ပြနေတာအဲမျိုးချစ်ဆိုတဲ့သူတွေအခုမျိုးချစ်အဖွဲ့ဝင်တွေဆိုပြီးတော့တွားကြည့်လိုက်အကောင့်တွေထဲမှာဇိုးတွေလည်းပါတယ်ဟာလားဟိုနေ့စဉ်နဲ့အမြဟောတော့ဟိုဘာသာတရားရဲ့စန့်ကျင်ဘက်မှာနေပြီးတော့လုံနေတဲ့အကောင့်တွေပါတယ်အများကြီးနဲ့သူတို့ဖွဲ့စည်းတာတွေ့ရလူကိုဆွဲထည့်တယ်ငွေကြေးအရာစီးရုံးမှုတွေလုပ်တယ် မဘာသာဖုန်ကြီးတွေကတအားချမ်းလာကြတယ်သူတို့မှပတ်သက်ဝင်ငွေဆိုအများကြီးဘာလို့လဲနောက်ကနေစစ်တပ်ကအပြည့်အဝထောက်ပံ့ပေးတာတော့ငွေဖြူငွေမဲတွေကနေပြီးတော့သူတို့လှူတယ်တန်းတယ်ဒီဥစ္စာတွေကနေပြီးတော့ဖြစ်တယ်မဘာသာဖုန်ကြီးတွေဆိုကြည်လိုက်တခါတခါတော့ပတ်သက်တွေဆိုအထုံနဲ့ထင်းနဲ့တုံးတာတခါကျရင်ပောက်ကလုံးတို့ဘာလို့ဆိုရင်ကြည်လိုက်ဒီကောင်တွေဆိုရင်9000နဲ့ဆိုအုပ်လိုက်1000နဲ့ဆိုအုပ်လိုက်ကင်ပြီးတော့တချို့နေရာတွေမှာဒီလိုဒီလိုပေးနေတာဒီလိုဒီလိုပေးနေတာအဲ့ဖုန်ကြီးဖုန်ကြီးမှာပတ်သက်မကင်ရတဲ့အခြေအနေရှိတယ်ပတ်သက်မကင်ရတဲ့စီးမြင့်တွေရှိတယ် ဒါသူတို့ကျင့်ဝတ်တစ်ခုပဲမြတ်စွာဘုရားဘာလို့မကင်ခဲ့လဲဆိုတဲ့အကြောင်းတရားတွေအများကြီးရှိတယ်တချို့ဘုန်းကြီးတွေဟောထားတာတွေအများကြီးကိုတွေ့ရတယ်အဲ့တော့ပြောချင်တာကဘောတော့ကျွန်တော်ကဗုဒ္ဓဘာသာဝင်တဦးဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ပေါ်ပေါက်လာတဲ့မဘာသာအဖွဲ့အစည်းကြောင့်ကျွန်တော်ကအဓိကဥတီပြီးတော့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီမဘာသာဆိုတဲ့အဥ္စာဒီစစ်တပ်နဲ့နိုင်ငံရေးရပေါ်လာနိုင်ငံရေးရစစ်တပ်ဒီဒီမဘာသာအဖွဲ့အစည်းကိုမွေးထုတ်ပေးခဲ့တာဖြစ်တယ်ဒီမဘာသာအဖွဲ့အစည်းကပဲကျွန်တော်တို့ရဲ့ဘာသာတရားပေါ်ယုံကြည်မှုတွေနည်းလာအောင်တချို့ဥစားတွေကို ဖြစ်လာအောင်လုပ်တာလို့ကျွန်တော်တို့ပြောလို့ရတယ်။ကျွန်တော်ကတော့အဲ့လိုပဲတွေးတယ်။မင်းမားလားဆိုရင်တော့ကျွန်တော်မမားဘူးကျွန်တော်အဲ့ဒါကမှန်တယ်ကျွန်တော်ရဲ့အတွေ့အမှန်တယ်လို့ကျွန်တော်မြင်တယ်။အဲ့တော့ကျွန်တော်လိုပဲဒီလိုအတွေ့အမြင်ဘယ်လိုများရှိကြလဲပေါ့နော်။ကျွန်တော်ကတော့ဒီနေ့မဘာသားနဲ့ပတ်သက်ပြီးတော့အကျယ်တဝင့်အများကြီးပြောတာတော့မဟုတ်ဘူး။ကျွန်တော်တမိုင်းကြောင့်လေးပြောတယ်။ဒါပြီးတော့စစ်တဲ့အတွင်းနဲ့စစ်တဲ့အတွင်းကဘာသာရေးပေါ်မြင်တဲ့အမြင်တွေကိုကျွန်တော်တို့ပြောတယ်ဒါလောက်ပဲ။ဟုတ်ဟိုပြောရမယ်ဆိုဟိုဖုန်ကြီးချောင်းတွေကိုဘုံကျဲပြက်စီးအောင်လုပ်တာလေဒီစစ်တပ်ပဲ။ ပြီးရင်ဘာသာသာသနာကိုကာကွယ်စောက်ရှောက်ပါတယ်ဆိုပြီးတော့ပြောတာလေဒီစစ်တပ်ပဲပြီးတော့ဘောတော့သူတို့ရဲ့အလိုကြဘာသာရေးကိုအတုံးချဖို့အတွက်ဖုန်းကြီးတွေကိုစီးယုံတာလေသူတို့ပဲအဖုန်းကြီးတွေကနေတဆင့်ဘောတော့မျိုးချစ်ဆိုတဲ့အဖွဲတွေမဘာသာဆိုတဲ့အဖွဲတွေကိုပေါ်ပေါက်အောင်လှုပ်ပြီးတော့အခုအချိန်မှာပြည်သူလူထုကိုဒုက္ခပေးနေရတယ်သူတို့ပဲအဲ့တော့အရင်ခံသည်ကြည်လိုက်ရင်ဒါတွေပဲအရင်ခံသည်ကြည်လိုက်ရင်ဒါတွေပဲအဲ့တော့ကျွန်တော်ကတော့မဘာသာနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့လုံးဝ မြန်မာနိုင်ငံမှာလုံးဝမရှိတဲ့အဖွဲ့အစည်းတစ်ခုလို့ကျွန်တော်တို့သတ်မှတ်တယ်။အာရဟန်းတန်ကဟာရဟန်းတန်ကလို့ကြင့်ကြံပြီးတော့ဟောနော်ဟိုဒီဗုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်တဲ့ဟောနော်တက္ကရာမတွေအတွက်ဟောနော်တကယ့်ကိုရဟန်းအကျင့်နေကျင့်ပြီးတော့ဟောဘာသာတရားကိုယုံကြည်အောင်လှုပ်လာနိုင်တာကိုတော့ကျွန်တော်တို့က ပို့ကြိုက်တယ်ဒီလိုမျိုးပေါ်တော့အာဟိုကိုမျိုးကိုဘာသာငါတို့အယူငါတို့စီးထိုးပြီးကာမယ်ဘာညာ quick ကရှောက်ပြီးတော့ရှောက်ပြောနေတာတွေကပြောရမယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံမှာမရှိတဲ့တော့ဘူးပြောရမယ်ဆိုကျွန်တော်တို့အာဒီဒီမိုကရေစီတိုက်ပွဲကိုကျွန်တော်တို့ဒီတိုက်ပွဲကိုဘာလို့တိုက်နေလဲဒီဒေါ်လာတိုက်ပွဲကိုမင်းဘာကြောင့်တိုက်နေလဲလို့လူများစုကိုမေးကြည့်လိုက်ကျွန်တော်တို့ဒီလွတ်လပ်ခွင့်တွေအတွက်ကျွန်တော်တို့တိုက်နေတာဖြစ်တယ်ပြည်သူတွေရဲ့လွတ်လပ်ခွင့်တွေအာလွတ်လပ်ခွင့်ဆိုတာလူလူတိုင်းလူတိုင်းမှာအရေးကြီးတယ်နောက်ပြီးတော့နိုင်ငံမှာလူသားအလုံးအတွက် တို့နိုင်ငံသူနိုင်ငံသားအားလုံးအတွက်တိုးတက်မှုတွေဟာလာသူတို့ဘဝတွေတာယာဘဝပြောဖို့အတွက်ဒီနိုင်ငံမှာနိုင်ငံရေးစနစ်တွေကောင်းဖို့လိုတယ်အဲ့တော့နိုင်ငံရေးစနစ်ကောင်းဖို့ဆိုတဲ့နေရာမှာနိုင်ငံရေးစနစ်အကောင့်တွေကိုပေါ်ဆောင်ပေးနိုင်မဲ့နိုင်ငံရေးသမားကောင်းတွေလည်းကျွန်တော်တို့အများကြီးလိုအပ်တယ်တေချာတို့ကတော့ဒီစစ်တပ်ရှိနေသည့်ဘာသာရေးလူမျိုးရေးကိုအတုံးချပြီးတော့နိုင်ငံအတွင်းမှာနိုင်ငံရေးရှုပ်ထွေးမှုတွေကိုဟောတော့လုံနေမဲ့လုံနေပဲဖြစ်ရတွေကတော့အများကြီးရှိနေပါပဲ။ရခိုင်မှာလည်းကျွန်တော်ကြည်လိုက်ရင်ဘာသာရေးထိကြုံတွေဖြစ်တာဘာကြောင့်ဖြစ်လဲသူတို့တွေကြောင့်ပဲဖြစ်တာ လူမျိုးရေးထီကရုံတွေဖြစ်တာသူတို့သူတို့ကြောင့်ပဲဖြစ်တာမိတ်တီလာတောက်လျှောက်ပြဖြစ်ခဲ့တဲ့အရာတွေအားလုံးဒီဘယ်သူကြောင့်ဖြစ်လာဒီစစ်တပ်ကြောင့်ပဲဖြစ်လာတချို့နေရာတွေမှာဆိုတချို့ဟိုဟာဘောတော့ဘာသာရေးလူမျိုးဘာသာရေးလူမျိုးရေးပြိပခါတွေဖြစ်ဖို့အတွက်စစ်တပ်ဒီရင်းရမဲ့ဥစ္စာတွေဆိုအများကြီးရင်းတယ်ဒါရှိမှလည်းကျွန်တော်တို့ဟိုတော့စာအုပ်တွေတော်တော်များများဖတ်ဖူးတဲ့သူတွေဆိုရင်အာတိကြမှာပါကျွန်တော်တို့တမိုင်းတွေကဖြစ်ရက်တွေမှာဘာသာရေးလူမျိုးရေးဖြစ်အောင်လှုံ့ဆော်ခဲ့တဲ့နေရာမှာစစ်တပ်ဒီနောက်ွယ်ရနေပြီးအမြဲတမ်းပါဝင်ခဲ့တယ်သူတို့ရဲ့ထောင်လန်းရေးတွေ အာသူတို့ရဲ့ network တွေကတဆင့်ငွေပေးပြီးတော့လုပ်ခဲ့တာရှိတယ်။အခုနောက်ပိုင်းမှာဆိုတော့တချို့မဘာသာစောင်းပါးတွေကိုဖတ်ပူးမှာပါ။ဒီလိုရေဆိုရင်ဘယ်အချိန်မှာစားရဖားအကောင်တွေအဓိကစားရဖားအကောင်တွေကဒီဥစ္စာတွေကိုလောက်ကွယ်ရနေပြီးတော့ငွေတွေပေးတယ်၊ထောက်ပံ့တယ်။အာဒီလိုမျိုးဥစ္စာတွေလုတ်ခိုင်းတယ်။နောက်နောက်ပြီးတော့ကြန့်ခိုင်းရသူတွေကလုတ်ခိုင်းတယ်။နောက်ညီရန်ပေါင်းစုံတွေလုံနေတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဒီဒေါ်လာရင်းနဲ့အတူကျွန်တော်တို့တတိထားမှာတကူကကျွန်တော်တို့ကဘာသာအခုနောက်ပိုင်းဆို online ပေါ်မှာဘာသာရေးအပေါ်အလွန်ကြုံသုံးချပြီးတော့ဖြစ်ရဆန်းတွေကို ဖြစ်အောင်လုပ်နေတဲ့အဥ္စာကြီးလည်းအများကြီးတွေ့တယ်အဲ့တော့ဒီငလျင်တွေဘာတွေဖြစ်တော့တချို့တွေကပြောကြဟာမင်းတို့ကောင်းနေနမိတ်မကောင်းတာတွေပြောကြလို့ဟာဟိုဟိုလူဆန္ဒပြကြလို့ဒီလူဆန္ဒပြကြလို့လို့ပြောရတယ်အဲ့ဒါဆိုရင်ပြောလိုက်အောင်မယ်အမှယဟန်နေကြားထဲမှာဖြစ်ပြက်နေတဲ့မရေမှုတွေဟလာဟလာနောက်ပြီးတော့ဟိုအနိုင်ကျင့်မှုတွေဟလာငွေကြေးလိမ်လည်မှုတွေအအများကြီးဖြစ်ပြက်နေရရှိရဒီလိုဥစ္စာတွေကြောင့်ဖြစ်တာဆိုရင်ရောဘာပြောမလဲဘာပြောမလဲအော်ကျွန်တော်ကတော့ ဘောနော်ပြောရမယ်ဆိုရင်အဲကျွန်တော်နိုင်ငံမှာဖြစ်ပေါ်နေတဲ့ဒီရဟန်းတန်ဃာတို့ရှားမှာဖြစ်ပေါ်နေတဲ့အရာတွေလူတွေရဲ့ဘောနော်ယုံကြည်မှုတွေနည်းလာအောင်လောက်တာဒီဒီမဘာသာအဖွဲ့အစည်းနဲ့စစ်တပ်လို့ကျွန်တော်ကတော့အဓိကထားပြီးတော့ပြောခြင်းတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေလည်းအခုခေတ်အခုအခါမှာတတင်းအချက်လက်တွေအလွယ်တကူအနေအထားတိုင်းကနေပြီးတော့ရနိုင်ပါတယ်ဘောနော်တေးချာချာစမ်းစစ်ပြီးတော့မှယုံကြည်ကိုးကွယ်မှုလောက်ကြပါ ါတို့ဒီနေရာမှာဒီလှုပ်ရှားမှုမှာငါတို့ပါဝင်သင့်လားသူတို့တွေဒီဘာကိုဥတည်ပြီးလုပ်နေရလဲဆိုတာကိုတေချာဆန်းစစ်ဖို့လိုတာကျွန်တော်ဒီနေ့ဒီဗီဒီယိုပြုလုပ်ရခြင်းအကြောင်းတရားဒီဟောတော့ကျွန်တော်ကိုယ်တိုင်လည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ခဏခဏပြောခြင်းနေတာရှိရတချို့ချို့သောဗီဒီယိုတွေမှာလည်းအ ਨੇ ချင်းကျွန်တော်ပြောလေးရှိတယ်ဒါပေမဲ့ဒီနေ့တော့ဒါဒီအကြောင်းအရာတစ်ခုလေးကိုပဲကျွန်တော်ပြောတာဖြစ်တဲ့အတွက်ကျွန်တော်ဒီထဲမှာဟောတော့ဘာသာတရား နဲ့ပတ်သက်ပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြိုက်သူရှိမယ်မကြိုက်သူရှိမယ်ဒါပေမဲ့ပြောတင်ပြောထိုက်တာကိုပြောရမယ့်အချိန်တွေမှာပြောရမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဆက်ပြီးတော့ပြောနေအောင်မှာဖြစ်တယ်အဲ့တော့ဒီနေ့တော့ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်အမြင်အစီအစဉ်ကိုဒီလောက်နဲ့ပဲကျွန်တော်ရက်တန့်ကြပါတယ်တော်လန်ပြည်သူများအားလုံးစိတ်လက်ကျမ်းပါသွားနဲ့စိတ်လက်ကျမ်းစိတ်လက်ကြည်သာသွားနဲ့အာနေ့စဉ်တိုင်းကိုဖြတ်သန်းနိုင်ကြပါသည်အားလုံးကိုကျေးဇူးတင်ပါတယ်